င်္ဂလာပါရှင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အနောက်မြောက်တိုင်းစစ်တနာကျောက်ကိုတရခွန်မမရှော့တိုက်ဒရုန်းအနေနဲ့တိုက်ခိုက်မှုဗိုလ်ကြီးကောင်းထက်စွာအပါဝင်စစ်တပ်ဦးဟာပွဲချင်းပြီးတည်သွားပြီးဒုတိုင်းမှုအဆောင်နဲ့နမခဦးစီယုံထိမှန်ပျက်စီးခဲ့ပါတယ်စစ်မှုထောင်းတွေခီးသွားရင်ဖုန်းတွေကစစ်တပ်နဲ့ဆိုင်တဲ့အချက်လက်တွေကိုဖျက်ထားပြီးကိုလုံကြုံရေးကိုဂရုစိုက်သွာလာကြရန်စစ်ကောင်စီကလှုပ်ဝက်စာထုတ်ထားတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတိဆက်ပေးကြတဲ့တဲ့တပုတ်ကတော့သကိုင်းတိုင်းမုံရွာအခြေဆိုင်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်တနာကျုံနတ်မခါကို short tight ဒုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဗိုလ်ကြီးတဦးပါဝင်စစ်သား၁၁ဦးဟာပွဲချင်းပြီးတည်သွားကြတယ်လို့ Brave Warrior for Myanmar ကတာဝန်ရှိသူကပြောပါရယ်ဇန်နဝါရီလ14ရက်နေ့ည9:45မိနစ်အချိန်လောက်မှာတရုတ်ခုမမ short tight ဒုံးနေနဲ့နတ်မခတိုင်းစစ်တနာကျုံကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘိုးကြီးကောင်းထက်စော်အပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးဟာပွေချင်းပြီးတည်သွားခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေအရအမှတ်စနစ်ဆက်သွယ်ရေးတပ်ရဲ့ရုံးကိုလည်းရှော့တိုက်တုံးထိမှန်ခဲ့ပြီး ညစောက်စစ်တီ3ဦးနဲ့ကွန်မန်ဒိုစစ်တီ2ဦးစုစုပေါင်း5ဦးဟာတေသွားခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီတက်ခတ်မှုကြောင့်နမခဒူတိုင်းမှုအဆောင်နဲ့နမခတိုင်းဦးစည်းရုံးတို့မှလည်းရှော့တဲ့တုံးထိမှန်ကပျို့ကျပျက်စီးခဲ့တယ်လို့ Brave Warrior for Myanmar ကတာဝန်ရှိသူကပြောပါတယ်။အနောက်မြောက်တိုင်းစစ်နာကျုံနမခဟာစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့ကအကြမ်းဖက်စစ်ကောင်စီတက်ခတ်ရေးလက်ရုံးတပ်တွေကိုအ धिक အမိန့်ပေးကုတ်ကဲနေတဲ့စစ်နာကျုံလည်းဖြစ်ပါတယ်။အဲ့ဒီဒေသတွေကတော် လဲအင်အားစုတွေအတွက်ကြီးမားတဲ့အတားအဆီးဖြစ်နေတာကြောင့်တော်လဲအရှိန်ဟုန်ရွရစေဖို့နဲ့အဲ့ဒီဒေတာတွေကပြည်သူတွေကိုအဓိကညှဉ်းပန်းနှိပ်စက်နေတဲ့စစ်တနာကျောဖြစ်တာကြောင့်အခုလိုတက်ခတ်ခဲ့တာဖြစ်တယ်လို့လဲ Brave Warrior for Myanmar ကတာဝန်ရှိသူကပြောပါတယ်ရှင်။ဒီတခါမှာတော့စစ်မှုထမ်းအောင်တွေခီးသွားရင် ဖုန်းထဲက data တွေကိုဖြတ်ထားဖို့နဲ့တတ်နိုင်ရင်ဖုန်းနှလုံးကင်ဆန်ဖို့အတွက်စစ်မှုထမ်းတော်ဘုအဖွဲ့ကလှုပ်ဝဲစတဲ့ဆောင်ကိုဌာနချုပ်မူကျော်မျိုးမင်းဆိုသူကဇန်နဝါရီလ14ရက်နေ့ရက်စွဲနဲ့လက်မှတ်ရေးထိုးကထုတ်ပြန်ခဲ့တယ်လို့ CDM ဘိုကြီးစင်ရောကရန်ကုန်ခေတ်တကိုပြောပါရယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကကချင်ပြည်နယ်ဗမော်မှာတိုက်ပွဲတွေပြင်းထန်နေချိန်မှာကချင်ပြည်နယ်စစ်ပြန်ဩဂရအငိမ့်စာဘုံမှုတိမ့်စော်နဲ့မိသားစုဝင်၄ဦးဟာမန္တလေးဘက်ကိုထွက်ပြေးစဉ်တွင် ထီးကြိုင်မောင်ကုံပူပေါင်းဂိတ်မှာခီးတယ်ရရဲ့ဖုန်းနဲ့ကွန်ပျူတာတွေကို KI နဲ့ပူပေါင်း PDF အဖွဲ့တွေကစစ်ဆေးခဲ့ရမှာစစ်ပြန် data တွေကိုတွေ့ရှိခဲ့ရတာကြောင့်ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ်အပြည့်မှာအခုလိုစထုတ်ပြန်လာတာဖြစ်တယ်လို့လဲ CDN ဗိုလ်ကြီးစင်ရော်စီကလည်းသိရှိရပါဗျ။ဒါပေမဲ့ဖမ်းဆီးထင်းသိမ်းခံရတဲ့ကချင်ပြည်နယ်စစ်မှုထမ်းရောင်းအဖွဲ့ဥက္ကဋ္ဌအငင်းစားဗိုလ်မှူးသိန်းစော်နဲ့မိသားစုဝင်လေးဦးကို တော်လှန်ရေးအဖွဲ့တွေကဒီဇင်ဘာလ30ရက်နေ့မှာပြန်လည်လှုပ်ပေးခဲ့လို့လည်းသိရှိရပါဗျ။ မကွေးတိုင်းတဲ့တဘောကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းမြိုင်မြို့နယ်ကန်ဒီပြူစောတိကျေးရွာကိုရခါပို့ဖို့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအချင်းချင်းတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က10ဦးဟာသေသွားကြတယ်လို့မြိုင် Supporting Battalion MSB ကပြောပါရယ်ဇန်နဝါရီလ17ရက်နေ့မှာမြိုင်မြို့ကနေကန်ဒီပြူစောတိကျေးရွာကိုရခါပို့ဖို့ထွက်ခွာလာတယ်အကြမ်းဖက်စစ်တပ်ရင်တန်းတဲ့စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့ဝင်တွေကအေးရောင်းကျေးရွာအနီးအရောက်မှာတစ်ချိန်မိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့ဝက်ခေါင်းကျေးရွာအနီးရောက်မှာလဲနောက်တစ်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကြောင်ကုန်ကျေးရွာနီးမှာထိတွေ့တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ကာစစ်သား9ဦးဟာသေသွားခဲ့တာဖြစ်ပြီး9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အလားတူဇန်နဝါရီလ14ရက်နေ့မှာလည်းရိခါပို့ရင်တန်းနဲ့တော်လန်ရေးတပ်ဖွဲ့တွေကြားမှာကြောင်ကုန်ကျေးရွာကနေကျေးရွာမှာတိုက်ပွဲတစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ရမှာအကြမ်းဖက်စစ်သား3ဦးဟာသေဆုံးသွားတာဖြစ်ပြီး18ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်ကနေကျေးရွာနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းကိုနှိမ့်မိတဲ့အတွက်တပ်သားအုပ်ဟာပွေကျင်ပြီးထပ်မံတည်ဆုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်ရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းအမရဘူရမြို့နယ်62လမ်းထုံးပိုလမ်းခွဲကတိုးကိမ်မှာစက်ကြီးကောက်ခံနေတဲ့စီပင်ရဲပူးပေါင်းအဖွဲ့ကိုလက်ပစ်ပုံးလက်လက်ငယ်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာထိခိုက်သေးဆုံးမှုရှိတယ်လို့ဒေသသတင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါရစေ။ဇန်နဝါရီလ12ရက်နေ့မနက်6:40မိနစ်40လောက်မှာအမရဘူရမြို့နယ်62လမ်းထုံးပိုလမ်းခွဲတိုးကိမ်မှာပြည်သူတွေစီကနေစက်ကြီးကောက်နေတဲ့စီပင်ရဲရဲတပ်ဖွဲ့ဝင်အင်အား 6ဦးခန့်ကိုလက်ပစ်ပုံးတစ်လုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခတ်ခဲ့တာဖြစ်ပြီး၄ဦးစုဝေးနေတဲ့နေရာအနီးမှာကြောက်ရောက်ပောက်ကွဲသွားခဲ့ကာထိခိုက်သေဆုံးမှုရှိနေတယ်လို့လည်းသိရှိရပါတယ်။အလားတူမန္တလေးတိုင်းစင်ကိုင်မြို့နယ်ကျွဲနှဖာကျေးရွာကပြူစောတီထုံးနိုင်ကိုပြစ်ခတ်ရှင်းလင်းရမှာသေဆုံးခဲ့လို့တော်လန်းသတင်းမြစ်ကပြောပါတယ်။မနေ့ကဇန်နဝါရီလ15ရက်မနေ့အစောပိုင်းမှာကျွဲနှဖာရွာကအုတ်ကြီးရဲ့နောက်လိုက်ပြူစောတီထုံးနိုင်ကိုတနက်နဲ့နှစ်ထင်းကိုတစ်ချက်ရေအောင်တစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့ရမှာသေဆုံးသွားတာဖြစ် ဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ တဆက်တည်းတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းညောင်ဝွင့်နယ်ထဏောင်းစုရွာမှာနေထိုင်တဲ့ကျပ်ဖို့ပါတီစီယုံရင်မူကျေးရွာဂောဘကအဖွဲ့ဝင်မြင့်စိုးက Grade 12ကျောင်းသူတဦးကိုအထမပြုကျင့်ခဲ့ပြီးငွေကျပ်390နဲ့အမှုကျေးခိုင်းခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ညောင်ဝွင့်နယ်ထဏောင်းစုကျေးရွာတောင်ဝကျောင်းတဲတိုင်းမှာနေထိုင်တဲ့အသက်60ရွယ်ကျပ်ဖို့ပါတီစီယုံရင်မူကွန်ဗလာဖျားကြီးဂောဘကအဖွဲ့ဝင်ပြူစောတိမြင့်စိုးကတောက်တဲ့ကသူနေထိုင် နေမြောက်ဘက်က6တဖက်ကမ်းမှာနေထိုင်နေ Grade 12ចောင်းသူကိုအတရားဓမ္မခေါ်ယူပြီးချောင်းတွင်ចောင်းပန်းငင်းတောထဲမှာအဓမ္မပြုကျင့်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးចောင်းသူလေးရဲ့မိဘတွေကနယ်မြေတောင်စင်းရဲစခန်းကိုတိုက်ကြခဲ့ပြီးရဲစခန်းကပြူစောတိမြင့်စိုးကိုအေးမြူပဲငွေကျပ်390နဲ့ဖြတ်တာအမှုကျေးဝေးခန့်လိုက်တယ်လို့လည်းသိရှိရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးဒေသပြည်သူတွေကကျဉ်းနှံ့မှုမရှိပေမဲ့လည်းပြူစောတိမြင့်စိုးကအညှိုးထားကဒုက္ခပေးမှာကို စွန့်ရနေကြတယ်လို့လည်းသိရှိရပါတယ်ရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တန်းတပုတ်ကတော့မကွေးတိုင်းချောက်မြို့နယ်ထိန်ဆန်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့အကြမ်းဖက်တပ်သားတွေကကျေးရွာမှာနေထိုင်တဲ့ပြည်သူလူအုပ်ကိုပြစ်ခတ်တပြက်ခဲ့ပြီးတအုပ်ကိုဖမ်းဆီးသွားတယ်လို့6 Gorilla Force CGF တာဝန်ခံကိုပိုင်ကပြောပါရယ်မနေ့ကဇန်နဝါရီလ15ရက်မနေ့6:45မိနစ်ခန့်ကချောက်မြို့နယ်ကုန်းကြီးရွာပြူစောတိစခန်းကနေအင်အားတရာခန့်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းဟာထိန်ဆန်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်အဲဒီလိုစစ်ကြောင်းထိုးဝင် ောက်ပြည့်ရနောက်မှာအကြမ်းဖက်တပ်သားတွေကထင်းဆန်းရွာကပြည်သူ၃ကိုဖမ်းဆီးပြီးနှစ်ဦးကိုဥကောင်းကိုတိတ်ကတနက်နဲ့ပြစ်တက်ခဲ့တာဖြစ်ပြီးကြံတအူးကိုဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အလားတူမန္တလေးတိုင်းတောင်တာမြို့နယ်ခြုံကြီးရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးကြေးရွာနေပြည်သူတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပါသေးတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ